မင်္ဂလာနနက်ခင်ပါယေရှုဂိယုနာမြတ်တာတော်နဲ့ရင်သက်ခြင်းလွှမ်းခြုံရာတနိတာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်ဤတဝိုက်ပူချိန်ကတော့23ဒီဂရီစင်တီဂရိတ်ရှိနေပါတယ်အစ်လင်နေကင်ပူချိန်နေမြင့်မာပြောင်းမှာဒေဒုရေသွေးလဲနှိမ်ကြလဲရှိပါတယ်အေးစဉ်ဝိပြုခြင်းလင်းပြမတ်လ9ရက်တနင်္ဂနွေနေ့ခရိယန်တို့၏ဝါရင်ကာလပြင်စမနေ့ထိုဘန္နာသည် ြေအိုးထဲမှာထည့်ထားလျက်ငါတို့၌ရှိ၏ဒီကချက်ကိုရင်သူဩဝါဒစာဒုတိယဆောင်မှခွန်အားယူစရာများအပိုင်း37ဖက်ရင်ကျမ်းချက်ကိုရင်သူဩဝါဒစာဒုတိယဆောင်ခန်းကြီး၄ခန်းငယ်9မှ33တို့တော်လေတကိုယ်တော်ဤဂုံတီသည်ငါတို့နှင့်မဆိုင်ဘုရားသခင်နှင့်ဆိုင်မိကြောင်းထိုဗန္နာသည်မြေဦးထဲမှထည့်ထားလျက်ငါတို့၌ရှိ၏ငါတို့သည် မျိုးမျိုးသောနှောက်ယှက်ခြင်းကိုခံရတော်လဲအကျိုးနေခြင်းတို့မရောက်မကြံစီနိုင်အောင်ရှိတော်လဲစိတ်မပြည့်ညှင်းဆဲခြင်းကိုခံရတော်လဲစုံရှုံခြင်းမရှိအောက်တို့လဲခြင်းကိုခံရတော်လဲဆုံးရာတို့မရောက်တခင်ယေရှုသည်အသက်ရှင်တော်မူကြောင်းကိုငါတို့ကိုခန္ဓာ၌ထင်ရှားစေခြင်းကယေရှုဤတည်တော်မူခြင်းကို အစင်မပြတ်ငါတို့ဤကိုခန္ဓာ၌ဆောင်ရကြ၏ဘေသူနီဟုမူကား ယေရှုသည်အသက်ရှင်တော်မူကြောင်းကိုငါတို့ဤသေးတတ်သောကိုယ်ခန္ဓာ၌ထင်ရှားစေခြင်းကငါတို့သည် အသက်ရှင်ခြင်းတွင်ယေရှုကြောင့်တည်ခြင်းလက်သို့အစဉ်အနှံခြင်းကိုခံရကြ၏တို့ဖြစ်၍တည်ခြင်းတရားသည်ငါတို့၌ပြုပြင်တတ်၏သင်တို့၌ကအသက်ရှင်ခြင်းတရားသည် ပြုပြင်တတ်၏ထို့သောသောယုံကြည်ခြင်းစိတ်ရှိသည်ဖြစ်၍ငါသည်ယုံကြည်သောကြောင့်မှတ်ဆို၏ဟုစံစာလာသည်နှင့်အညီငါတို့သည် ယုံကြည်ခြင်းစိတ်ရှိသောကြောင့်မွတ်ဆိုဟောပြောကြ၏။ရှင်မသက်ခရစ်ဝင်ကျမ်းခန်းကြီး6ခန်းငယ်27အကြောင်းမူကားအကျဉ်ရ၌သင်တို့ဤဗန္တာရှိ၏ထိုရ၌သင်တို့ဤစိတ်နှလုံးရောက်တတ်၏။ရှင်ဘောလုသည်ခရစ်တော်နှင့်ဆက်ဆိုင်တဲ့အသက်ရှင်ခြင်းတရားဝိညာဉ်တရားဘုံတည်နဲ့ပြည့်စုံတဲ့တရားသည်အဖိုးတန်တဲ့ဗန္နာတော်တစ်ခုလိုမျိုးရှိနေပြီးတော့မှအဲ့ဒီဗန္နာသည်မြေအိုးနဲ့ပုံစံတူတဲ့ ဖြက်စည်းယူရင်းတက်တဲ့ကိုခနာထဲမှာထက်ထားလျက်ရှိတဲ့ဆိုတဲ့အကြောင်းကိုဖော်ပြပါဗျ။တကယ်တမ်းကျတော့ဖျားသခင်ရဲ့အလွန်အဖိုးတိုက်ဘူးတန်တဲ့အဲ့ဒီယတနာသည်မြေဦးနဲ့တူတဲ့ကိုခနာနဲ့မထိုက်တန်ဘူး။သို့တော်လည်းအဲ့ဒီဗန္နာနဲ့ပတ်သက်တဲ့တကူတော်ဂုံတီဟာလူသားတွေနဲ့မဆိုင်ဘူး။ဖျားသခင်နဲ့ဆိုင်နေဆိုတာကို သိရှိဖို့ရန်အတွက်ဒီဖိုးတိုက်ဘူးတန်တဲ့ဗန္နာကိုထိုက်တန်ခြင်းမရှိတဲ့မြေဦးထဲမှာထည့်ထားတဲ့ပုံစံဖြစ်ပါတယ်။ ပြောချင်တာကဒီခရစ်တော်အားဖြင့်ရရှိတဲ့ကယ်တင်ခြင်းတရားအသက်ရှင်ခြင်းတရားဝိညာဉ်တရားသည်လူသားတွေကြောင့်ဖြစ်တာမဟုတ်ဘူးဘုရားသခင်ကိုယ်တိုင်ကပိုင်တပြီးတော့မှသူ့ရဲ့မြတ်တာကရုဏာကြောင့်သာရရှိခံယူဝေမျှနိုင်ခြင်းဖြစ်တယ်ဆိုတာကိုပြောပြနေခြင်းဖြစ်ပါတယ်။သို့တော်လည်းပဲအဲ့ဒီပြည့်စည်တတ်တဲ့ကိုယ်ခန္ဓာနဲ့အသက်ရှင်တဲ့အခါမှာသခင်ရွှေ့ရဲ့အသက်ရှင်တော်မူကြောင်းကို ကိုယ်ခန္ဓာမှာထင်ရှားစေဖို့ရန်အတွက် တကယ်ရွှေရဲ့တည်တော်မူခြင်းကိုကိုခန္ဓာမှာသိစဉ်ပုံဖော်နေရတဲ့ဆိုတဲ့အကြောင်းကို ပြောပြထားတယ်။မြေမျိုးသောနောက်ဆက်ခြင်းနေခံရတဲ့မကြံစီနိုင်အောင်ဖြစ်တဲ့သို့တော်လည်းပဲအကျိုးနဲ့တာစိတ်ပြက်သွားတာမရှိဘူး။ညင်းဆဲခြင်းနေခံရတဲ့အောက်တို့လဲခြင်းကိုခံရတော့လဲဆုံးရှုံးခြင်းမရှိ ဆုံးရကိုမရောက်ဘူးလို့ပေါ်ပြပါဗါးဒီပုပ်ပြတ်တတ်တဲ့တေတတ်တဲ့ကိုခန္ဓာမှာသခင်ရွှေရဲ့အသက်ရှင်တော်မူကြောင်းကိုသင်ရှားဖို့ရန်အတွက် ရှင်ဘောလူတို့သည်အသက်ရှင်တဲ့ချိန်မှာသခင်ရွှေကြောင့်တည်ခြင်းလက်ကိုနေ့တိုင်းအစဉ်အနှံခြင်းကိုခံရတယ်ဆိုတဲ့အကြောင်းကိုဖော်ပြတယ်။သူတို့နေ့တိုင်းတည်ခြင်းတရားနဲ့ကြုံတွေ့ရတယ်။နေ့တိုင်းပြည့်စည်ဖို့ရန်အတွက်ချင်းချောင်းမှုတွေခံစားရတယ်။သို့တော်လည်းပဲသခင်ရွှေရှိနေတဲ့အတွက်ဒီအသက်ရှင်တဲ့ချိန်မှာပင်ဒီပုပ်ပြတ်တဲ့ကိုယ်ခန္ဓာနဲ့အတူတူပြန်လဲပြမမျောလင့်ခြင်းတွေနဲ့ရှင်သန်နေရတယ်။ပြန်လဲပြပြုပြင်ပြောင်းလဲခြင်းတွေရှင်ပြန်ထမြောက်ခြင်းတွေဟာ နေ့စဉ်သက်တာမှာရှိနေတယ်ဆိုတဲ့အကြောင်းကိုဖော်ပြခဲ့ပါတယ်။အဲဒါကြောင့်တေခြင်းတရားနဲ့ရင်ဆိုင်ရတာတော့မှသခင်ရှုခရစ်ရဲ့တေခြင်းတရားဟာရှင်ပေါလုတို့ထဲထဲမှာပြုပြင်လျက်ရှိပြီးတော့မှကောရင်သူမြို့မှာရှိတဲ့ယုံကြည်သူတွေအတွက်တော့အသက်ရှင်ခြင်းတရားဟာပြုပြင်ဖန်တီးလျက်ရှိတယ်ဆိုတဲ့အကြောင်းကိုဖော်ပြပါတယ်။အဲ့ဒါကြောင့်အခုဟောပြောနေတဲ့ຢာတွေဟာဒီလိုမျိုးယုံကြည်တဲ့အတွက်ဟောပြောဝေမျှနေခြင်းဖြစ်တယ်ဆိုတဲ့အကြောင်းကို ူဒီဘာကြောင့်ဟောပြောဝေမျက်နေရတာလဲသူ့ရဲ့ဧဝံဂေလိတရားနောက်ွယ်မှာသူဘယ်လိုမျိုးယုံကြည်ခြင်းရှိလဲဆိုတာကိုသူ့နှလုံးသားကို ဖွင့်လှစ်ပေါ်ပြဝေမျက်နေခြင်းဖြစ်ပါတယ်။ပြီးတော့ကျွန်တော်တက်တာမှာလဲဘုရားသခင်ရဲ့အလုပ်ကိုလုပ်တဲ့အခါမှာဘုရားသခင်ရဲ့ကယ်တင်ခြင်းအကြောင်းကိုပြောတဲ့အခါမှာကိုယ့်ရဲ့စိတ်နှလုံးထဲမှာဘလောက်ထိယုံကြည်ကိုးစားနေလဲဆိုတာကို ကိုယ့်ကိုသိရှိပြီးတော့မှဒါကိုသူများရှိမှဝေမျက်နိုင်ရမှာဖြစ်ပါတယ်။ တလဆုတောင်းကြပါစို့မြတ်တော်ရှင်သခင်သာရမြတ်စွာသောဘုရားသခင်ဒီမနေ့ခင်တစ်အတွက်ကိုရောကိုကျေးဇူးတင်ပါတယ်ဒီမနေ့ခင်မှာနှုတ်ထရှင်သင်လာမဲ့သူတွေအားလုံးငြိမ်းချမ်းစေပါဘေးကင်းစေပါလုံခြုံစေပါစိတ်နှလုံးကြည်လင်အေးချမ်းစေတော်မူပါသူတို့တောင်းတဲ့ဆုတွေအကုန်လုံးပြည့်စုံစေပါကျမ်းမာခြင်းလိုတဲ့သူတွေကျမ်းမာခြင်းပေးသနာရမူပါဉာဏ်ပညာလိုအပ်တဲ့သူတွေဉာဏ်ပညာပေးသနာရမူပါ မျောလင့်ခြင်း၊ယုံကြည်ခြင်း၊ချစ်ခြင်းမေတ္တာဖြင့်တယောက်ချင်းစီတိုင်းမှာပြည့်စုံကြွယ်ဝစေတော်မူပါ အထူးသဖြင့်ဒီလိုခဲရင်ဆွေးဥတဲ့ကာလကြီးကိုဖြတ်သန်းတဲ့အခါမှာဖရာရဲ့ချစ်ချင်းမေတ္တာကိုရောချင်းချင်းချစ်တဲ့ချစ်ချင်းမေတ္တာဖြင့်ကောင်းမွန်ဆုံးဝေးထွေးလုံခြုံတဲ့အရတေတာကိုသာသနာ့အတူတူရှောက်လန်းကြော်ဖြတ်သွားနိုင်ပါမည်အကြောင်းကောင်းကြီးချပေးမာဇာတနာရမူပါ မတရားဖန်ဆီးချုပ်နှောင်ခံရတဲ့ဒူဒူကရရှင်ပါရှိပါသူတို့ပေါ်မှာနှိမ့်ဆက်ခြင်းပဲမတရားပြုခြင်းနဲ့အရာတွေပေါ်မှာကိုရရှင်ပြင်ဆင်ခွဲကားရမှုပါကိုရောပြေလွာပုန်းရှောင်နေရတဲ့သူတွေမြို့ရဲရွာထဲမှာရှိတဲ့သူတွေအားလုံးလေလုံခြုံငြိမ်းချမ်းစေတော်မူပါသူတို့ပေါ်မှာကြာရောက်မဲ့နောက်ထပ်နောက်ထပ်ဆက်မဲ့ဘေးအန္တရာယ်လေကိုရရှင်ပြင်ဆင်ခွဲကားပါသူတို့ပြည်မြန်မာနိုင်ငံကြီးကိုရရှင်ကောင်းကြီးပေးပါမျိုးမျိုးသောကတ်ဆိုးတွေဘေးထဲမှာကိုရရှင် ပြင်ဆင်ကယ်နှုတ်တော်မူပါဘုရောရဲ့လက်တော်ဖြင့်ကွယ်ကာရမူပါသာသမိုရဲ့ဆုတောင်းခြင်းရည်ရည်ကြားတဲ့သာသမိုအော်ဟစ်ခြင်းတို့ကိုရရှင်နာညောင်းနဲ့မာပြည်ကြီးကိုအမြန်ဆုံးကယ်တင်ကယ်နှုတ်တော်မူပါယုံကြည်သူတွေရဲ့ဆုတောင်းခြင်းဘုရောမာပြည်သူပြည်သားတွေအားလုံးရဲ့ကြားတဲ့မျက်ရည်တွေသွေးချွေးတွေကိုကိုရရှင်တိမပြုတော်မူလေမတရားသောချုံနောင်နေမှာကိုရရှင်မြန်ဆုံးလွမြရသော ခွင့်ကိုကိုရရှင်ပြင်ဆင်ပေးသနာရမူပါ ကိုရောတာနုရဲ့ပျက်စီးတတ်တဲ့ကိုခန္ဓာမှာကိုရောရဲ့အသက်ရှင်ခြင်းတရားသည်ရှင်သန်လျက်မြေမျိုးသောဆုံးနဲ့နောက်ဆက်ခြင်းမြေမျိုးသောပျက်စီးခြင်းမြေမျိုးသောတည်ခြင်းမြေမျိုးသောခိုးယူလူရဲ့ခြင်းတွေကြုံတွေ့ရတော့လေဖျားပေးတဲ့ခွန်အားဖျားပေးတဲ့တကူဖျားပေးတဲ့ရှင်သန်ခြင်းဖြင့်ထမြောက်ရှင်သန်သောအသက်ရှင်ခြင်းတရားဖြင့်ပြည့်သောတတပိုင်းရှင်၏တည်တည်ဖြစ်စေဖို့ကိုရောရှင်အထူးပြင်ဆင်ချပေးမာဇသနာပါမိအကြောင်း သခင်ယေရှုခရစ်တော်ဘုရား၏နာမတော်မြတ်ကိုမြည်ပြုလေသနာခံဆုတောင်းကြပါရဖဗျာအာမင်